များလုံးနေပြီ1948ခုနှစ်တိုင်းပြည်ကနုနုမုံတိုင်းကထန်ထန်ဆိုတဲ့စကားနဲ့ညီမြမပြည်လွတ်လပ်ရေးနဲ့အတူဖြစ်ပွားလာခဲ့တဲ့နိုင်ငံရေးလူမျိုးစုရေးပဋိပက္ခမြောင်များစွာဟာလက်ရှိအချိန်စင်ရွတ်အလုံးကာလရောက်လာတဲ့အထိဘယ်လိုမှဖြေမှန်ထွက်အောင်မဖြေရှင်းနိုင်ခဲ့ပဲနေ့ရှိကြာဆုံးပြည်တွင်းစစ်ဖြစ်ကမ္ဘာပေါ်မှာတခုတည်းကြံ့ရင့်နေခဲ့ရတာအလုံးဝမ်းနည်းစရာကောင်းလာတာမို့ငါတို့အတွက်တော့စိတ်ကိုများလုံးနေပါပြီ။ 1962ခုနှစ်မှာဝေဘူယာကင်းမောင်းလို့ဆိုရမယ့်ဖြစ်စဉ်ပေါ်မှာစတင်ပေါက်ဖွားလာခဲ့တဲ့စစ်အာဏာရှင်စနစ်နဲ့အတူစစ်အာဏာယူတွေရဲ့မတရားပြိနှိမ်အုပ်ချုပ်မှုအောက်ကစစ်ကြွန်သဘောဘဝကိုကံမကောင်းစွာကြားရောက်ခဲ့ရပြီးနှစ်ပေါင်း60ကျော်ကြာညောင်းလာတဲ့အထိပညာရေးကျမ်းမာရေးစီးပွားရေးအရေးပေါင်းများစွာ ထောင်းထောင်းကြေးအောင် တစားစီပြည့်စည်သွားခဲ့ရတယ်။နေရဲပြည်လောက်နီးနီးငါတို့တိုင်းပြည်ကြီးကိုတွေ့မြင်နေရတာ အလွန်ရင်နာစရာကောင်းလာတာမူငါတို့အတွက်တော့သိတ်ကို များလွန်နေပါပြီလွတ်လပ်မှုဒဏ်သူညီများမှုတရားမျှတမှုတွေကိုစံထားမြမစိုးတရားတွေထွန်းကားတဲ့မြမလူအဖွဲ့စည်းနဲ့အေဂျင်ဘီတာယာလှပတဲ့နိုင်ငံကြီးဖြစ်ပေါ်လာဖို့အတွက်ကောက်ကြည့်ရုံမှလွန်းတဲ့ပြည်ပြတ်ဖက်စစ်မိစားတွေကိုမျိုးဆက်ပေါင်းများစွာလက်ဆင့်ကန်တော်လန်လာခဲ့ကြပါပဲလမ်းတော်မှာပဲအချင်းချင်းအခါခါအရှုံးတွေဆက် ဘယ်လိုနည်းနဲ့မှရုံးမထွက်နိုင်ကြသေးတာက အလွန်ခံပြင်းစရာကောင်းလာတာမူငါတို့အတွက်တော့တိတ်ကိုများလွန်နေပါပြီတော်လန်ရေးကာလခေတ်ဆက်ဆက်မှာရရက်ဆက်ဆက်နှိမ့်ဆက်တက်ပြတ်ခံခဲ့ရတဲ့တောင်တန်းပြေမှအပြစ်မဲ့ပြည်သူတွေပပဆက်ဆက်အကြမ်းဖက်ဖြက်စီးခံခဲ့ရတဲ့အိမ်ကြောင်ဆေးယုံဘာသာရေးအဆောက်အုံတွေဒဲဒဲမဲမဲဘုံကျဲတိုက်ခိုက် မီးလောင်တိုက်သွင်းခံခဲ့ရတဲ့တိုင်းပြည်အနှံ့ပြားကမျိုးပြခြေရွာဒေသတွေ ဆိုးဆိုးဝါးဝါအတင်းအဓမ္မအညှို့ချိုးခြေမှခံခဲ့ရတဲ့လူငယ်လူကြီးတွေရဲ့အနာဂတ်ဘဝတွေအမှန်တကယ်မရင်မတွက်နိုင်အောင်ဖြစ်ခဲ့ရတာအလွန်ကြေကွဲစရာကောင်းလာတာကိုငါတို့အတွက်တော့တိတ်ကိုများလွန်းနေပါပြီအိန်းနေချင်းအာဆီယံကအစကုလသမဂ္ဂအဆုံးအမျိုးစုံသောတောင်ရှိကမ္ဘာအဖွဲ့အစည်းအားလုံးရဲ့မပြီးနိုင်မစည်းနိုင်လက်တွေ့မကြတဲ့ဟန်ပြဆိုးရင်ပူပန်မှုတွေဝေဖန်လေကံယုံမဲ့တတ်နိုင်ပြီး မျက်နှလွဲခဲပြစ်လုပ်ခဲ့ကြတဲ့ဒီမိုကရေစီစံပြကမ္ဘာဘိုးအီနိုင်ငံကြီးတွေမသူတော်အချင်းချင်းလက်ချင်းရှက်ပေါင်းဖက်ရိုးသူမရှက်မြင်သူရှက်เสียဖက်စစ်အာဏာရှင်နိုင်ငံကြီးတွေစူပါပါဝါအင်အားချင်းပြိုင်ဆိုင် နိုင်သူစားကြစရန်းကြီးနိုင်ငံချင်းတော်ရိုင်းအတွင်းကဥပဒေထုံးနှံတွေနဲ့တက်စကန်ထခေါင်းထောင်လာနေတဲ့ကမ္ဘာအခြေအနေတွေကလည်းအလွန်စိတ်လေးစရာကောင်းလာတာပေါ့ငါတို့အတွက်တော့တိတ်ကိုညာလွန်နေပါပြီ။ ဒါပေမဲ့ဘာတွေပဲလို့ပဲဖြစ်နေပါစေငါတို့မှာငါတို့ပဲရှိတယ်ဆိုတာကအမှန်တရားစစ်စစ်ပဲမို့မတရားမှုအဆိုးအညစ်တွေကိုငုံမခံပဲတုံ့ပြန်တောင်းဆိုနေတဲ့ခေပြောင်းစနေပြောင်းဒီတော်လည်းခီးချက်တစ်လျှောက်လုံးမှာအလုံးစုံကုံဆုံးရင်းနှီးခဲ့ရတဲ့အဖိုးတဲ့အချိန်ကာလတွေအစမတန်စွန်စားပြည့်စက်ခဲ့ရတဲ့အသက်ခံရတဲ့ဘဝတွေအလဟတ်တပျက်စီးဆုံးရှုံးခဲ့ရတဲ့ပြည်သူအိုးအိမ်စည်းစိမ်တွေအစရှိတဲ့ဒီမိုးဒီလေးဒီရေတွေနဲ့ ငါတို့အမိမြေရဲ့ဘယ်လို့မှအညွတ်မပြေနိုင်သေးတဲ့ကံကြမ္မာဇိုးဂျင်းစာတွေဟာအခုအချိန်ထိသာဆိုရင်ညာလို့မကများလှနေပြီဖြစ်လို့ဒီခေတ်ကာလစနစ်ဇိုးအဖြစ်တဲ့ဇိုးတွေကိုနောင်လာမဲ့ဂျန်အယ်ဖာမျိုးဆက်တွေစီတို့ဘယ်လိုနည်းနဲ့မှဘိုးဘွားအမွေနဲ့အဖြစ်ပေးခဲ့လို့မဖြစ်ဘဲဒီနေ့ငါတို့ခင်မှာပဲမဖြစ်ဖြစ်အောင်အဆုံးသတ်ဖို့အတွက်ငါတို့ရဲ့အနီမရီမန်းချက်အစ်စ်ဖြစ်တဲ့ Federal Democracy စနစ်နဲ့နိုင်ငံတော်အသစ်ဘန်းနိုင်အရောက် မရင်မရင်တန်ိတ်ထန်ချခြိတက်ရှောင်းလန်းနေကြစေ။အေကံမုတ်ချဒီနောက်ဆုံးအချီနောက်ဆုံးတိုက်ပွဲကြီးမှာအားနေချက်လိုအပ်ချက်တွေမှန်သမျှအချိန်မီပြင်ဆင်ကြလျက်ငါတို့မျိုးဆက်ညီနောင်သွေးချင်းတိုင်းရင်းသားတွေအားလုံးပြက်ပြက်သားသားဆုံးဖြတ်ရင်ချင်းအပ်ကြောချင်းကပ်ပြီးအချင်းချင်းတသားတည်းစီလုံးညီညွတ်မှု စွမ်းမကနဲ့ဘယ်လိုအတားဆီးခက်ခဲကိုမျှထိမထင်ပဲပြီးပြီးပြင်းပြင်းဇွဲနေပဲအာမန်အပြည့်သုံးလို့ အပြင်းထန်ဆုံးရုံးကန်တိုက်ပွဲဝင်လိုက်ကြအောင်စုခေါင်းကြီး မာနွေဦးခရိုနီကယ်နိုဝင်ဘာခုနှစ်မြင်ကွယ်ပိတ်ဆို့မှုလေကြောင်းတိုက်ခိုက်မှုတွေကြားကရခိုင်ပြည်နယ်အနာသိစစ်တပ်ဟာရခိုင်ပြည်နယ်ကိုရိတ်ခါစေဝါလူသုံးကုန်ပစ္စည်းတွေတင်ပို့မှုဒေသကထွက်ရှိတဲ့စိုက်ပျိုးရေးရေလုံငန်းလူမျိုးကထုတ်ကုန်တွေရခိုင်ပြည်နယ်ပြင်ပကိုတင်ပို့မှုတွေကိုကန့်သက်ပိတ်ဆို့ထားတာနှစ်နဲ့ချီရှိလာခဲ့ပြီဖြစ်ပါတယ်ရခိုင်ပြည်နယ်ရဲ့နယ်မြေဒေသအများစုကိုအေအေကထိန်းချုပ်ထားတာဖြစ်လို့ထုတ်ကုန်တွေတည်ယူနိုင်တဲ့ရေလံကုန်းလန်းကိုစစ်တပ်က၎င်းတို့ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အပြင်ဘက်ကနေကန့်သက်ဖိတ်ဆို့ထားတဲ့သဘောလည်းဖြစ်ပါတယ်။ဥပမာအားဖြင့်မကွေးတိုင်း၊ပဲခူးတိုင်း၊ AR တိုင်းတို့မှာရခိုင်ပြည်နယ်ဘက်နဲ့ဆက်သွယ်တဲ့ဝင်ပေါက်တွေကိုတယ်ပို့ခြင်းမပြုနိုင်အောင်ကန့်သက်ထားတဲ့သဘောဖြစ်ပါတယ်။အနာသိန်းစစ်တပ်ကကုန်စည်နဲ့ရိတ်ခါလူအဝင်အထွက်တွေကိုကန့်သက်ထားတဲ့အနေအထားမှာကုန်စည်မှန်ကိုတည်ဆောင်တာရခိုင်ပြည်နယ်တွေကပြည်မဘက်ကိုလာရောက်လူသူတွေခြေချင်းဖြတ်တမ်းပြီးလာရောက်ကြတာအဆရှိတဲ့ဒီလန့်တွေနဲ့ဖြတ်တမ်းမှုတည်ဆောင်မှုတွေ အမာနတစ်ခုရေအတွက်တစ်ခုထိရှိနိုင်ပေမဲ့မောင်ခိုတည်ဆောင်ရတာကြောင့်လက်ပေးရတဲ့ကုန်ကြစည်၊ကိုယ့်ပတ်တည်ဆောင်ရတဲ့ဈေးတွေနဲ့ရခိုင်ပြည်နယ်ရဲ့ရောက်ရှိတဲ့အခါကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေကမူရင်းဈေးထက်များစွာမြင့်တက်နေမှာအသေးချာဖြစ်ပါတယ်။ဒီကုန်ပစ္စည်းတွေကိုဝယ်ယူသုံးစွဲရမယ်။ရခိုင်ပြည်နယ်ကလူလူတွေဘက်မှာတော့အလုတ်ကိုင်းခွင်လန်းတွေတိတိတတ်တာရှားပါခန့်ချောင်းနေတဲ့အခြေအနေမျိုးဖြစ်လို့ဝင်ငွေတိတိတတ်တာနှိမ့်ချနေတဲ့အနေအထားမျိုးစန့်ကျင်ဘက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ခိုင်ပြည်နယ်ကစိုက်ပျိုးထွက်ရှိတဲ့စကားတွေလည်း အဝယ်မရှိတာဈေးမရတာတွေရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့တခြားတစ်ပတ်မှာရခိုင်ပြည်နယ်ထဲမှာနေထိုင်နေကြတဲ့လူလူတွေဖို့ဝယ်ယူစားသုံးနိုင်စွမ်းတိတိတတ်တာနှိမ့်ချနေရလဲဖြစ်ပါတယ်။ခိုင်ပြည်နယ်ထဲကလူလူတွေရဲ့စားဝတ်နေရေးကျန်းမာရေးအခြေအနေတွေနဲ့ပတ်သက်လို့အသေးစိတ်တော့မသိရှိကြရပေမဲ့ခုရပိုင်းရခိုင်သတင်းဌာနတစ်ခုကဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာစစ်တွေမြို့နယ်ထဲက ဆစ်ရှောင်းလာပြီးကြောက်တော်မြို့နယ်ဂါယဆစ်ရှောင်းစခန်းမှာနေထိုင်တဲ့ဆွေရေးရှောင်းသူတွေရှင်တန်စားတောက်နိုင်ဖို့အတွက်အနီးအနားတရွာဝင်တရွာထွက်တောင်းရဲနေကြရတယ်ဆိုတဲ့သတင်းပေါ်ပြမှုဖြစ်ပါတယ်ဆိုပါစီဘေးရှောင်တွေဟာစားရေးတောက်ရေးခက်ခဲလွန်းတာကြောင့်ကလေးတွေလက်ဆွဲပြီးတရွာဝင်တရွာထွက်တောင်းရင်စားတောက်ကြရတဲ့အကြောင်းသတင်းမှာဖော်ပြထားတာပါခိုင်ပြည်နယ်ထဲမှာကြောက်ဖြူနဲ့စစ်တွေမြို့နယ်တို့ရဲ့နေမြေအတိုင်းတာတစ်ခုကိုသာစစ်တပ်ကဆက်လက်ထိန်းချုပ်ထားနိုင်တဲ့အနေအထားဖြစ်ပေမဲ့ခိုင်ပြည်နယ်ရဲ့90ရာခိုင်နှုန်းသော အေအေထိန်ချုပ်ဒေသတွေကိုပြည်မဘက်ကကုန်စည်တွေတင်သွင်းဖလှယ်တာမလုပ်နိုင်အောင်ရေလန်းကုန်လန်းတွေကိုပိတ်ဆို့ထားတာကခုလိုခက်ခဲကြက်တဲမှုတွေဖြစ်စေတဲ့အဓိကအကြောင်းတစ်ချက်ဖြစ်ပါတယ်။နောက်အကြောင်းတစ်ချက်ကတော့ရခိုင်ပြည်နယ်ကိုလက်ရှိထိန်ချုပ်ထားတဲ့အေအေဖွဲ့အနေနဲ့လည်းဆိုရတရက်လိုအတိမတ်ပြုဆက်ဆံခံရမယ့်အနေအထားမျိုးမဟုတ်သေးတာကြောင့်ကန့်သက်တွေနဲ့သာနေဆက်ကတစ်ဆင့်ကုန်စည်တင်သွင်းနိုင်တဲ့အနေအထားဖြစ်ပါတယ်။ လောဝဒေတာကိုဖျက်ပြီးအိန္ဒိယမီဇိုရမ်ပြည်နယ်ဘက်က စားသုံးစီဆန်အစရှိတဲ့ရိတ်ခါလိုကုန်စီတွေဝင်ရောက်တာမျိုးတော့ရှိပေမဲ့ခိုင်းပြည်နယ်အလဲပိုင်းနဲ့တောင်ပိုင်းထိသေယူပို့ဆောင်ရေးအတွက်ဈေးစကားတွေလည်းရှိနေတာပါစစ်တွေးမျိုးကိုတော့အေးအေးနေနဲ့အခုချိန်ထိထိုးစစ်ဆင်ခြင်းတိုက်ခိုက်ခြင်းမရှိတာတွေ့ရပါတယ်စစ်တွေးမျိုးအတွက်လိုအပ်တဲ့ရိတ်ခါလူသုံးကုန်နဲ့လောင်စာစီတွေကိုစစ်တပ်ကတင်သွင်းခွင့်ပါမယ်ပမာဏတွေနဲ့တင်သွင်းစီပြီး ခွဲရင်းစနစ်နဲ့ရောင်းချပေးတယ်လို့သတင်းတွေမှာဖော်ပြထားတာတွေ့ရပါတယ်။လောက်ကိုင်းခွင်လန်းတွေအလုံးနီးပါးရက်ဆိုင်ကုန်တဲ့အချိန်မှာဝင်ငွေမရှိကုန်စည်နှုန်းကမတန်တဆဖြစ်လာတာကြောင့်လဲစစ်တွေမျိုးမှာဆဆရရရှားပါတဲ့အချိန်နဲ့တန်ရှင်တန်မှုခက်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 ရင်ဆိုင်ကြောဖြတ်နေကြရတာပါ။စစ်တွေမျိုးအချို့သောရက်ွက်တွေမှာနေအိမ်ပိုင်ရှင်တွေစစ်ပေရှောင်မီပိတ်ထားတဲ့နေအိမ်တွေကိုဖျက်ပြီးထင်းအစ်အဖြစ်ရောင်းစားခံရတာမျိုး ချိုသောရက်ကွက်တွေမှာတော့အင်ရှင်တွေကိုယ်တိုင်မိမိအင်ရဲ့အဖီးအသုံးနဲ့စိတ်ပိုင်းတွေဖြတ်ပြီးထင်းအဖြစ်အသုံးပြုနေရတဲ့အခြေအနေမျိုးထိဆိုရွာနေရပါစစ်တွေမျိုးနဲ့လုံခြုံရေးအကာအကွယ်ပေးထားရတဲ့အစ္စလမ်ဘာသာဝင်တွေနေထိုင်ကြတယ်အောင်မင်္ဂလာရက်ကွက်လူနေရာတွေမှာဘယ်လိုရှင်သန်နေထိုင်ကြသလဲဆိုတဲ့သတင်းတွေတော့မကြားသိကြရပါဘူး2012ခုနှစ်ဇွန်လမှာဖြစ်ပွားခဲ့တဲ့လူမျိုးရေးတိကျုံတွေနောက်ပိုင်းရက်ကွက်ကိုစစ်တပ်နဲ့ရဲတွေကလုံခြုံရေးကာကွယ်ပေးပြီး ပြည်တွင်းနဲ့နိုင်ငံတကာအကူအညီတွေကိုအဓိကမိကိုရက်တည်နေခဲ့ကြတာလည်းဖြစ်ပါတယ်။စစ်တွေမျိုးအပြင်တစ်ဖက်ကတဲကြောင်းဓားပိုင်လို့စခန်းတွေမှာလည်းအစ္စလမ်ဘာသာဝင်ဒုက္ခသည်တွေတိကျခွဲခြားနေထိုင်နေကြရတာဆယ်စုနှစ်နဲ့ချီရှိနေတာဖြစ်ပြီးခုလိုပြည်တွင်းစစ်မီးတောက်လောင်လာတဲ့နောက်တောင်သိမ်းချီတဲ့ဒုက္ခသည်ပြဿနာတွေကနောက်ရောက်သွားခဲ့တဲ့သဘောလည်းဖြစ်ပါတယ်။အခိုင်အပြင်းမှာအငက်ဘေးယောဂန္ဒရကတ်လို့မဆိုနိုင်သည့်တိုင်ကုသယောဂဘေးတွေအပြင် အနာဒိတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေကလည်းနေ့စဉ်ပတ်စဉ်လိုလိုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။နွေမာလ9ရက်နေ့မှာတော့ပုံနှကျွမြွနယ်တဲကရိုးတရုံနဲ့ချားချီရွာနှစ်ရွာကိုစစ်တပ်လေရင်တွေပုံစဲတိုက်ခတ်ခဲ့တာကြောင့်၅ဦးသေဆုံးပြီး၉ဦးဒဏ်ရာရခဲ့တယ်လို့သတင်းတွေမှာတွေ့ကြရပါတယ်။အေအေကရခိုင်ပြည်နယ်ရဲ့နေမြေအားလုံးဒီပါမြေပြင်မှာထိန်းချုပ်ထားနိုင်တဲ့တိုင်လေကြောင်းတိုက်ခတ်မှုတွေကိုကာကွယ်နိုင်တဲ့စနစ်လက်နက်မရှိသေးပါဘူး။ ဒေချောင်းတိုက်ခိုက်မှုတွေကရဲသားပြင်းမှတ်တွေထက်စီးရဲပြင်းမှတ်တွေကိုပိုပြီးရွယ်ပြင်းမှတ်ထားတိုက်ခိုက်တယ်လို့အာနာဒိစစ်တပ်ဘက်ကပြောဆိုသည့်တိုင်ရဲသားများပြားတေဆုံးနေကြရပြီးချို့သောပုဂ္ဂလိကကြောင့်မော်ရာဆောင်လိုနီယာမျိုးတွေလည်းတိုက်ခိုက်ခံရကကျောင်းသားတွေအများပြားထိခိုက်တေဆုံးတဲ့အဖြစ်တွေလည်းမကြာခဏကြားသိနေကြရတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကလူလူအနေနဲ့ကတော့ငွေကြေးတက်နိုင်သူတွေအနေနဲ့ရခိုင်ပြည်နယ်ကနေလေလံချောင်းနဲ့ထွက်ခွာပြီးရန်ကုန်မန္တလေးပသိမ်တို့လိုဒေသတွေမှာတိမ်းရှောင်နေထိုင်ကြပေမဲ့ ာမန်လူတို့ဖို့မှာတော့တဘာဝဘေးပဲလာလာလေချောင်းတိုက်ခိုက်မှုအန္တရာယ်ပဲရှိရှိငက်ဘေးပဲရင်ဆိုင်ရရင်ဆိုင်ရဒီမြေဒီရေကနေယာယီဖြစ်စေအမြဲတမ်းဖြစ်စေစွန့်ခွာနေထိုင်ဖို့မစွမ်းနိုင်တဲ့သူတွေဖြစ်နေကြတာဖြစ်ပါရဲ့ရှင် COP30 ကမ္ဘာရာသီဥတုထိပ်သီးညီလာခံကိုအင်ရှင်အဖြစ်လက်ခံကျင်းပတဲ့ဘရာဇီးနိုင်ငံကကမ္ဘာရာသီဥတုအရေးပေါ်အခြေအနေကိုအလေးထားဆောင်ရွက်ဖို့ကမ္ဘာနိုင်ငံခေါင်းဆောင်တွေကိုကြိုဆိုခဲ့ပါတယ်။ဘရာဇီးသမ္မတလူလာဒါဆေးလ်ပါကရုပ်ကျွင်းလောင်စာဆီတွေကိုစန့်ကျင်တိုက်ဖျက်ရေးဆွေးနွေးမှုတွေကိုဥဆောင်နေပါတယ် roadmap to end this dependence on fossil fuels ကဘာကြီးကရုပ်ကျွင်းလောင်စာဆီအပေါ်မိခိုနေရမှုကိုအဆုံးတက်ဖို့ရှင်းလင်းပြတ်သားတဲ့လမ်းပြမြေပုံတစ်ခုလိုအပ်နေပါတယ် ျွန်တော်တို့ရဲ့စွန့်ရင်အရင်းမြစ်တွေကိုခွဲခြား၊ကွဲပြားအောင်လုပ်ဖို့ပြန်လည်ပြေပြိုးမြဲစွန့်အင်ရင်းမြစ်တွေကိုတိုးချက်သုံးဆွဲဖို့နဲ့ရေရှည်တည်တံ့တဲ့လောင်စာတွေထုတ်လို့အသုံးပြုမှုကိုအချိန်မြင့်ဖို့အချိန်တန်ပါပြီလို့သမရလူလာကပြောဆိုခဲ့ပါရီအမေဇုန်မိုးတစ်တော်တွေကဘီလန်မြို့မှာရာသီဥတုထိပ်သီးညီလာခံစတင်ချိန်မှာပဲသမရလူလာဟာပြစ်တင်ဝေဖန်ခံရပါရီသမရလူလာက ဘရာဇီးနိုင်ငံကိုရာသီဥတုနဲ့သားသာတာဖြစ်တဲ့နိုင်ငံအဖြစ်ကြီးညာနေချိန်မှာပဲသူ့ရဲ့အမေဆုံးတက်တော်တဲ့ရေနံတူးဖို့မှုလမ်းနဲ့မီးရထားလမ်းဖောက်လုမှုစီမံကိန်းတွေကိုအရှိန်မြှင့်ဖို့စီစဉ်နေတာပါမီလာကန်နေရာရဲ့အပြင်ဘက်မှာဒေသခံဆန္ဒပြသူတွေကတော့ဘရာဇီးနိုင်ငံရဲ့မိုးတစ်တောတွေကိုပို့ပြီးတော့အကာအကွယ်ပေးဖို့တောင်းဆိုဆန္ဒပြနေကြပါတယ်။ဒေသခံတိုင်းရင်းသားတက်ကြွလှုပ်ရှားသူတအုပ်ကတော့သူတို့ဒေသခံတိုင်းရင်းသားတွေရဲ့အတန်ကိုနားထောင်ပေးဖို့ဗီလန်မျိုးကိုရောက်ရှိလာခဲ့တာလို့ပြောပါတယ်။ We need public policies within our territory. ကျွန်တော်တို့နယ်မြေကိုနယ်နိမိတ်သတ်မှတ်ပေးဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့ဒေသမှာအများပြည်သူနဲ့ဆိုင်တဲ့မူဝါဒတွေလိုအပ်ပါတယ်။ကျွန်တော်တို့ဒါကိုတောင်းဆိုဖို့လာခဲ့တာပါ။ကျွန်တော်တို့ကတစ်တောတွေနဲ့ကဘာကြီးတည်တံ့နေအောင်လုပ်ပြီးနေတာပါ။ဒါကြောင့်ကျွန်တော်တို့ကိုလည်းအလေးထားဖို့လိုပါတယ်။ ်တစ်တော်တွေတိတ်ရွက်တွေကိုပဲထိမ့်သိမ့်ပေးလို့မရပါဘူးအဲ့ဒီတစ်တော်တွေကိုထိမ့်သိမ့်ပေးတဲ့ဒေသခံတွေကိုလည်းထိမ့်သိမ့်ပေးဖို့ဖြစ်ပါတယ်ဒီတစ်တော်တွေတည်တန်းနေရတဲ့ရင်ကျေးမှုကကျွန်တော်တို့ပါပဲလို့အမေဆုံးတိုင်းရင်းသားတက်ကြွသူကပြောဆိုခဲ့တာပါဘရာဇီးနိုင်ငံကကမ္ဘာစတုတ္ထအကြီးဆုံးရေနံထုတ်လုပ်သူ နိုင်ငံဖြစ်လာဖို့ရည်မှန်းထားပါတယ်ရေနံတင်ပို့မှုကနေရတဲ့ဝင်ငွေနဲ့နိုင်ငံကိုတန်ရှင်းစွမ်းရင်အသွင်ကူးပြောင်းမှုကိုအရှိန်မြှင့်နေတယ်လို့ တမရလူလာကပြောပါရယ်ဒါပေမဲ့လေလာသူတွေကတော့သူ့ရဲ့အမေဆုံးတက်တော်အတွင်ရေနံ2ဖို့ရင်းနဲ့အခြေခံအဆောင်စီမံကိန်းကြီးတွေဟာဒီ COP30 ထိပ်သီးညီလာခံမှာသူပေးနေတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးထောက်ပံ့ရန်ပုံငွေကတိကဝတ်တွေကိုခြေဖြတ်တယ်လို့ဖြစ်နေတယ်လို့ထောက်ပြပြောဆိုနေကြပါရယ်ခင်ဗျာ ဂျာကာတာမြို့မှာရှိတဲ့စာတင်ကျောင်းဝင်းအတွင်တောက်ချာနေမွန်လွဲပိုင်းကစူတောင်းချိန်မှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ဒါဇင်နဲ့ချီတဲ့လူတွေဒဏ်ရာရရှိခဲ့ပါတယ်။အင်ဒိုနီးရှားအနာပိုင်တွေကတော့တန်တရားရှိသူကျောင်းသားတအုပ်ကိုဖော်ထုတ်နိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အင်ဒိုနီးရှားအောက်လွှတ်တော်ဒရီယာဥက္ကဋ္ဌကအသက်18နှစ်အရွယ်လူငယ်တအုပ်ပေါက်ကွဲမှုနဲ့ဆက်ဆက်နေတယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီစေကျော်သက်ဟာလက်ရှိမှာခွဲစိတ်ကူတာမှုခံယူနေရပါတယ်။ အကြမ်းဖက်မှုတိုက်ဖြတ်ရေးအဖွဲ့ကလည်းဒီပောက်ကွဲမှုဟာအကြမ်းဖက်လုပ်ရဟုတ်မဟုတ်ကိုစုံစမ်းစစ်ဆေးနေပါတယ်ပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာကကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုလက္ခဏာတွေဝင်တွေ့ရပါဘူးဒီဖြစ်ရဟာမြောက်ဂျာကာတာကလပါဂေးတီမှာရှိတဲ့အစိုးရအထက်တန်းကျောင်းဝင်းအတွင်ဘလီရဲ့နောက်ဘက်မှာဖြစ်ပွားခဲ့တာပါမျိုးတော်ရဲချုပ်ကတော့ဒီပောက်ကွဲမှုကြောင့်လူ95ဦးကိုဆေးရုံတင်ပို့ခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ် ရဲတပ်ဖွဲ့ကလုံခြုံရေးကိုတင်းကျပ်ထားပြီးတော့နောက်ထပ်ပောက်ကွဲစီတက်တဲ့ပစ္စည်းတွေမရှိစေဖို့အတွက်ဘုံရှင်းလင်းရေးအဖွဲ့ကိုအခင်းဖြစ်ပွားရာနေရာကိုချထားခဲ့ပါတယ်ခင်ဗျာ။ တရုတ်နိုင်ငံအတွက်အရေးပါတဲ့အချိန်ကာတစ်ခုပါတရုတ်နိုင်ငံရဲ့အဆင်အမြင့်ဆုံးနဲ့ခေတ်အမီဆုံးလေးရင်တင်စစ်သင်္ဘောကြီးဟာကမ္ဘာအကြီးဆုံးရေတပ်အတွက်တရားဝင်စတင်တာဝန်ထမ်းဆောင်နေပါပြီတရုတ်အစိုးရပိုင်းရုပ်တံတွေမှာပြသတဲ့မှတ်တမ်းပုံတွေမှာတရုတ်သမ္မတရှီကျင်းဖင်ကအဲ့ဒီဂုံပြူအခမ်းအနားကိုတက်ရောက်တာတွေ့ရပါတယ်သမ္မတရှီနဲ့အတူတရုတ်ရေတပ်တပ်ဖွဲ့ဝင်2000ကျော်ဟာ နိုင်ငံတောင်ပိုင်းဟိုင်နန်ကျွန်းမှာကျင်းပခဲ့တဲ့ဒီအခမ်းအနားမှာပါဝင်ခဲ့ကြပါတယ်။တရုတ်တပ်မတော်ရဲ့ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့တမရရှိကစစ်စိမ်းရောင်ကိုဝစ်ဆင်ပြီးတော့လေရင်တင်တင်းမိုးပေါ်ကလေရင်တွေနဲ့လေရင်မှုတွေကိုစစ်ဆေးပြီးတော့ချီကျူးဂုံပြူစကားပြောခဲ့ပါတယ်။ Even best flights demand from Santa Fe and Tambo တော့မှတတိယပြည်တိတော်တော်လိုပါတယ်။ ခမရတို့လှုပ်ဆောင်မှုတွေရာတကယ်ကိုထူးခြားပါတယ်။ခမရတို့အားလုံးသူရဲကောင်းတွေပါလို့တမရရှိချင်းဖင်ကပြောဆိုခဲ့ပါတယ်။ဖူကျန်းလိုအမည်ပေးထားတဲ့ဒီလီယင်တင်တင်မောတစ်ကြီးဟာအမေရိကန်ရေတပ်ကစစ်တင်မောတွေလိုနျူကလ িয়ার စွမ်းအင်သုံးတင်မောမျိုးတော့မဟုတ်ဘဲနဲ့ဒီဇယ်အင်ဂျင်သုံးဖြစ်တဲ့အတွက်ကြောင့်ကမ္ဘာအကြီးဆုံးတမယိုးကြလေယာဉ်တင်တင်မောကြီးဖြစ်ပါတယ်။တင်မောမှာပါရှိတဲ့နည်းပညာမြင့်လျှက်စစ်တန်လိုက်လေယာဉ်ပြည့်လွတ်စနစ်ကတော့အမေရိကန်လေယာဉ်တင်တင်မောတွေလိုပဲထူးခြားပြီးတော့ဒီစနစ်ဟာပုံမိုလေးလံတဲ့လက်နက်တွေနဲ့ ဝန်ပိုတင်ဆောင်တဲ့လေရင်တွေကိုပြစ်လွတ်နိုင်ပါတယ်။ဖူကျန့်စစ်သင်္ဘောကြီးဟာတရုတ်နိုင်ငံမှာပဲဒစည်းလုံးဒီဇိုင်းထုတ်ပြီးတော့တည်ဆောက်နိုင်ခဲ့တဲ့ပထမဆုံးလေရင်တင်သင်္ဘောဖြစ်လို့ပေကျင်းအစိုးရအတွက်အရေးပါပါတယ်။2022ခုနှစ်ကလေးကစတင်မိတ်ဆက်ခဲ့ပြီးမြင်တရားဝင်စတင်တာဝန်ထမ်းဆောင်နိုင်ဖို့အတွက်အကြိမ်ကြိမ်စမ်းသပ်မှုတွေပြုလုပ်ပြီးတော့ကျွမ်းကျင်မှုအလုံးလောက်ရယူခဲ့ရပါတယ်။စီရေးကျွမ်းကျင်သူတွေကတော့ဖူကျန့်သင်္ဘောကြီးကိုတည်ဆောက်နိုင်မှုဟာ တရုတ်ရေတပ်အင်အားကြီးမှတောင့်တင်းမှုကိုပြသဖို့နဲ့အမေရိကန်ပြည်ထောင်စုနဲ့စစ်ရေးပြိုင်ဆိုင်မှုကိုတိုးမြှင့်နိုင်ဖို့ဖြစ်တယ်လို့ဆိုထားပါတယ်ခင်ဗျာ။